thank uh you -huh. မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။အာဆာကောင်းဆောင်ကိုဖမ်းဆီးရမိတာကအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်းကို ICC ပို့ဖို့အတွက်ပုံမူတရားစီရင်ဆိုတဲ့ကြောင့်တင်ဆက်ပေးပါမယ်။အကြမ်းဖက်အာဆာကောင်းဆောင်ကိုဘင်္ဂလားဒေ့အစိုးရကဖမ်းဆီးရမိလိုက်တာကအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်းကိုနိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကိုပို့ဖို့အတွက်ပုံမူတရားစီခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရဩစတြေးလျနိုင်ငံဆိုင်ရာကိုယ်စားလှယ်ဒေါက်တာထွန်းအောင်ရွှေကပြောပါတယ်။ဘင်္ဂလားဒေ့အစိုးရကအာဆာကောင်းဆောင်ကို ဖမ်းလိုက်တာကမအာနာနဲ့တတိုက်ကို ICC ကိုပို့ဖို့ပုံမသေးစားစေခဲ့တာဖြစ်တယ်လို့အင်းအင်းနဲ့ဘင်္ဂလားဒေ့အစိုးရလူကြားကဆက်ဆံရေးတိုင်းတာကိုလည်းဖော်ပြနေရလို့ဒေါက်တာထွန်းအောင်ရွှေကလူမှုကွန်ရက်မှာရှင်းသားလာခဲ့တာပါရခိုင်ပြည်မှာအကြံဖတ်စကားစီနဲ့ပူပေါင်းပြီးတွန်လိုင်းတက်တွေကိုစစ်တိုင်နေတဲ့အကြံဖတ်အားစာကောင်းဆောင်တွေကိုဘင်္ဂလားဒေ့အစိုးရကမလ18ရက်မှာဖမ်းဆီးလိုက်တာပါစေအုပ်စုဟာသူ့ကိုကြိုးအတွက်ရိုဟင်ဂျာတွေကိုလူသလိုအတုံးချနေတာရပ်သွားစီမင်းအလွန်အရေးပါတဲ့ဂျိုးပန်းအထောက်မှုတစ်ခုဖြစ်တယ်လို့ဘင်္ဂလားဒေ့ဂျာကာလ အစိုးရခေါင်းဆောင်ပမောက်ခရွှေနွတ်ကြိုးစားနေတဲ့ရိုဟင်ဂျာအရေးပြည်လဲစေဖို့ကြိုးပမ်းနေမှုမှာအရေးပါတဲ့ခြေလှမ်းတရက်လိုမြင်မိတယ်လို့ဒေါက်တာထွန်းအောင်ရွှေကပြောပါတယ်။ အာဇာဖွဲ့ဝင်တွေကမွ슬င်ဒုက္ခသည်တွေကိုတပ်ဖြတ်တာပြန်ပြီးဆွဲတာညှဉ်းပန်းနှိပ်စက်တာနဲ့ချင်းချောက်တာအစရှိနေစစ်ရာဆွဲမှုရဲ့အမြောက်တဲ့လုပ်ရက်တွေကိုလုပ်ခဲ့တယ်လို့45 right အဖွဲ့ကအစိုးရခန်းစာထုတ်ပြန်ထားပါတယ်။အာဇာခေါင်းဆောင်ကတတိတိကျကျစစ်နိုင်မယ်ဆိုရင်ရခိုင်ပြည်နယ်အတွင်းစစ်တပ်ကျူးလွန်ခဲ့တဲ့ရက်ဆက်ရုံမှမှုတွေအကုန်လုံးဘူးပေါ်တယ်လို့ပေါ်ကုန်နိုင်တယ်လို့နိုင်ငံရေးလေလာသုံးသပ်သူတောင်ကမှတ်ချက်ပြုပါတယ်။45 right အဖွဲ့ကတော့ဖန်စီရမိထားတဲ့အာဇာခေါင်းဆောင်တွေကိုနိုင်ငံတကာစီးရဆင်ရင်ရန်ရီရီနဲ့လှုပ်ဆောင်ဖို့အတွက်လဲဘင်္ဂလားဒေ့အစိုးရကိုတိုက်တွန်း ်ထားပါတယ်။ဇလပ်ပြီး ERO နဲ့ PDF တွေကအတ္တအကျိုးစီးပွားရှည်တမ်းတင်နေပြီးပဋိပက္ခတိုက်ခိုက်မှုတွေဖြစ်ပေါ်နေတယ်လို့စစ်ကောင်ဆောင်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တိုင်းသားလက်နက်ကင်တော်လိုင်းဖွဲ့စည်းများ ERO တွေနဲ့ပြည်သူ့ကာကွယ်တပ်မတော် PDF တွေကအတ္တအကျိုးစီးပွားတွေကိုရှည်တမ်းတင်နေတဲ့အတွက်ပဋိပက္ခတိုက်ခိုက်မှုတွေဖြစ်ပေါ်နေကြောင်းစစ်ကောင်ဆောင်ကဆက်ဆွဲပြောဆိုပါတယ်။စစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းကမလ19ရက်နေ့မှာကြာရောက်တဲ့52နှစ်မြောက်မွန်ပြည်နယ်နေ့အတွက်ပေးပို့တဲ့တဝန်လာမှာအဲ့ဒီလိုထည့်သွင်းပြောဆိုခဲ့တာပါ။ဒီနေ့ဖြစ်ပေါ်နေတဲ့ ဲ့ရှိတဲ့ပတိပခါတွေနဲ့တိုက်ခတ်မှုတွေကနိုင်ငံအမြင်မတူညီမှုတွေကိုအခြေခံပြီးတိကျရက်တိလိုစိမ့်နဲ့အတအကျိုးစီးပွားကိုရှည်နှန်းတင်နေလို့ပေါ်ပေါက်ခဲ့တာဖြစ်တယ်လို့စစ်ကောင်ဆောင်ကဆွဆွဲပြောဆိုပါတယ်။ ဒါပြင်စစ်ကောင်းဆောင်က၎င်းတို့အတ္တမအာနာသိမ်းမှုအစုလိုက်ပြုံလိုက်တပြံမှုမိရှုဖြစ်စည်းနေမှုတွေနဲ့ကျူးလွန်နေတဲ့စစ်ရာဇဝမှုတွေကိုထိန်ချံပြီးနေမြေဒေသအသီးသီးမှာ ERW နဲ့ PDF တွေရဲ့တိုက်ခိုက်မှုတွေကြောင့်နိုင်ငံတော်အခြေခံအဆောင်များဒေသခံပြည်သူလူထုရဲ့အသက်အဝိုင်းစီစဉ်များပြတ်တုံးခဲ့ပြီးဆင်းရဲဒုက္ခရောက်နေရကြောင်းဆိုထားပါတယ်။ဒီလိုဖြစ်ရခြင်းရဲ့နောက်ကွယ်မှာပြည်ရင်းပြည်ပမှအမျိုးမျိုးသောပံ့ပိုးမှုတွေနဲ့သွေးထုတ်လုံဆောင်မှုတွေပါဝင်နေတယ်လို့ပြောဆိုခဲ့ပါတယ်။စစ်ကောင်းဆောင်ကအာနာသိမ်းပြီးနောက်ပြီးခဲ့တဲ့2022ခုနှစ်အပြီးကစပြီးမွန်ပြည်နယ်ကိုခရိုင်လေးကို နှင့်မြို့နယ်ဆယ်ခုလိုပြင်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးဒေသတွေမှာပြည်သူများကိုဖမ်းဆီးတပ်ဖြတ်လျက်ရှိကြောင်းဒေသခံတွေစီကသိရပါတယ်။ဒါအပြင်စစ်ရှုံးနေမှုနဲ့တပ်အင်အားပြုံးတိနေမှုတွေကိုပြန်လည်ဖြစ်တင်နိုင်ဖို့ပြည်သူစစ်မှုတဲ့အရန်တပ်ဖွဲ့စတဲ့ဥပဒေတွေပြဋ္ဌာန်းပြီးတပ်သားစုဆောင်မှုတွေကို အတ္တမပြုလုပ်နေသူနိုင်ငံတော်ဝိုင်းမှာလည်းဝင်ဟင်မှပုံချဲတိုက်ခိုက်လျက်ရှိရလို့သတင်းမှဖော်ပြထားပါတယ်ရှင်။ ပြည်သူများကိုလင်းရင်နဲ့ပုံကျဲတပြက်ရမှာပါဝင်နေကြတဲ့စစ်ကောင်စီနေတပ်မှအရာရှိများစွာနှမ58ဦးအတီးပြုထားနိုင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံတဝမ်းမှာပြည်သူများကိုလင်းရင်နဲ့ပုံကျဲတပြက်ရမှာပါဝင်နေကြတဲ့စစ်ကောင်စီနေတပ်မှအရာရှိများစွာနှမ58ဦးကို Operation Stiffer နေနဲ့ တရင်ဌာနကပူးတွဲအတည်ပြုထားပါတယ်ရခင်ကလည်းစစ်ကောင်စီလီတက်မှဘုံကျဲတပ်ဖြတ်ရမှတတက်ကြွကြွပါဝင်နေတဲ့တာဝန်ရှိသူတွေကိုမကြာခဏဆိုသလိုပူးတွဲထုတ်ပြန်ခဲ့ပါတယ်လက်ရှိမှာလည်းအတည်ပြုထားနိုင်တဲ့အရာရှိ58ဦးရှိပြီးအရာတွေကတော့ပုံမူကျုပ်စိုးတင်လက် ကာလာခဘုံမူကြီးထက်အောင်ခိုင်ကာလာခဒုတိယဘုံမူကြီးအောင်ကျော်တင်ဘုံမူဟိန်အောင်တော်အုတ်82ဘူကြီးကောင်းထက်လာထခမင်္ဂလာတော်ဘုံမူတန်ထုံဦးလာထခမင်္ဂလာတော်ဘူကြီးဟိန်လက်လာတာခကကကဘုံမူဟိန်မြင့်လက်ဒါလာခဒုတိယဘုံမူကြီးအောင်ကိုမြင့်လာတာခနာပါတာ ဒူးလီတက်စခန်းမူဒုတိယဗိုလ်မှူးကြီးရဲဝင်လာတာခနာပါတာဗိုလ်ကြီးဖြိုးဝေလွင်ပါလာခဗိုလ်ကြီးတန်နိုင်ဗိုလ်မှူးကြီးတန်နိုင်ညွတ်တာလာခဗိုလ်ကြီးဝေဖြိုးတန်လာတာခဗိုလ်ကြီးတန်ဆောင်ဒါလာခဗိုလ်ကြီးချမ်းမြင့်ကိုကိုလာတာခနာပါတာဒုတိယဗိုလ်မှူးကြီးကျော်မိုးဦးလာတာခကာကာကဗိုလ်မှူးဝေလင်းတင်လာတာခကာကာက ဘူဂျီလွမ်းထက်လာထခရာဟာထဘူမင်းခန့်လာထခလာလာပါဘူမူဇာနီထအောင်ဒါလာခဘူမူအောင်မျိုးမင်းလာတခဒုတိယဘူမူကြီးအောင်မြင့်ထင်းလာမခဒုတိယဘူမူကြီးဟန်မြင့်အောင် စာလာခဘူကြီးအောင်မျိုးထက်စာလာခဘူကြီးမောင်မောင်ညံမာလာခဒုတိယဘူမူကြီးအောင်ဖုံးမြင့်အနောက်ပိုင်းဘူကြီးဖြိုတန်စောကာလာခဘူမူတဟိန်အောင် လာတခ ဘိုကြီးကိုကိုအောင် ဟာလာခဘိုဒေါ်ဝွှင်ဝင့်ရင်ဒါလာခဘိုကြီးကျော်ဖြူတာလာတခတတဦးဒုတိယဘုံမူကြီးဝင်းဟန်ဦးစာလာခဘိုကြီးတန်းစော်လင်းအုတ်84ဘိုကြီးအောင်တင်လာတခဒုတိယဘုံမူကြီးတင်မဦးဟာလာခဒုတိယဘုံမူကြီးအေမင်းနာလာနာဘိုကြီးပြေဦးစော်လာတခနာပါတာဘိုကြီးကျော်စင်တန်လာကာတာလာမာက ဘူအောင်ပြည်လာထခမာဂတာဘူကြီးစိုးမိုးနိုင်ဆလာခဘူကြီးမျိုးမင်းသူ လာထခထီလာဘူကြီးအောင်တန်းဦးဟာလာခဘူဖြိုးဟိန်ထလာတခဘူကြီးငိန်ချန်တော်ဟာလာခအုတ်80ရှင်ဘူကြီးကျော်တီဟာဒါလာခအုတ်55ဒုတိယဘုံမူကြီးစီရမင်းကာလာခဘူကြီးဝင်းထိုင်အောင်ပါလာခဘူကြီးအောင်ကိုစော ဟာလာခဘူကြီးပိုင်မြန်ဟန်လာထခ ဘိုမူဇော်လင်းထွန်းလာတာခလာမာကဘိုကြီးအောင်မြင့်ဆာလာခဒုဘိုရွှွန်မမီတင်ကာလာခဘိုမူခင်မောင်ထွန်းလာတာခတတအူ ဘူကြီးရံမျိုးအောင် လာတာခနာပတာဘူကြီးထွန်လင်းအောင်ဆာလာခအုတ်သုံးဆက်နေဒုတိယပုံမူကြီးကျော်ဝနာဦးရာလာနာတို့ဖြစ်ပါတယ်ပြည်သူတို့အဓိကပုံကျဲတက်ပြန့်နေတဲ့အဆိုပါလီတက်မှာအရာရှိ59ဦးရဲ့နောက်ဆက်တွဲတွေကိုသတင်းဌာနရဲ့ Telegram နေမှာတွားရောက်သိရှုနိုင်ပါတယ်ဆက်လက်ပြီးနိုင်ငံတကာပိတ်ဆို့မှုတွေကိုကြော်လွှားဖို့နီးလန်းရှာရမယ်လို့စစ်ကောင်ဆောင်မင်းအောင်လိုင်းပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်အာနာသိန်းစစ်ကောင်ဆောင်မင်းအောင်လိုင်းကနိုင်ငံတကာသူတို့ပေါ်တန်ခတ်ပိတ်ဆို့မှုတွေနဲ့ပတ်သက်ပြီးဖြစ်ပေါ်နေတဲ့အခက်အခဲတွေကို ောက်လွားဖို့နီးလန်းရှာရမယ်လို့ပြောကြားလိုပါတယ်။လက်ရှိစစ်ကောင်ဆောင်တွေနဲ့လူပိုးကိုတချို့ကိုနိုင်ငံတကာကပိတ်ဆို့အရင်ယူထားတယ်လို့ကုန်စည်ကူတန်းရောင်းဝယ်မှုတွေကိုပိတ်ဆို့ထားတာကြောင့်အခက်အခဲတွေဖြစ်ပေါ်နေကရှင်ဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲတွေကန့်သက်ချက်တွေကိုကြော်လွှားရမယ်လို့ဆိုပါတယ်။မင်းအောင်လိုင်းကမနေ့ကမန်လ15ရက်မနေ့ပိုင်းကရှန်ကုန်တိုင်းအလုံမျိုးနဲ့အေရှာဝေါ်ပေါ်တမနေ AWPD စိတ်ကမ်းမှာစိတ်ကမ်းလုပ်ငန်းကဏ္ဍဆွမ်းဆောင်နိုင်မှုနဲ့ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းတွေကို တွားရောက်ကြီးစုစဉ်ပြောကြားခဲ့တာပါအရင်ကမြန်မာနိုင်ငံကစိတ်ကန်းတွေဟာအရှိတောင်အာရှမှာပို့ကုန်တွေအ धिक တင်ပို့တဲ့စိတ်ကန်းတစ်ခုဖြစ်ခဲ့ပြီးလက်ရှိအချိန်မှာတော့အကြောင်းမျိုးမျိုးကြောင့်ပို့ကုန်တွေတင်ပို့မှုရွံ့နေနေကရင်းဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲတွေကန့်သက်ချက်တွေကိုကြော်လွှားရမယ်လို့မင်းအောင်လိုင်းကဆိုပါတယ်စစ်အာဏာသိမ်းမှုကြောင့်သာတိုင်းပြည်ဟာစီးပွားရေးကျဆင်းသွားပြီးအဖက်ဖက်ကပိတ်ဆို့မှုတွေရှိနေတဲ့ပုံမှာမင်းအောင်လိုင်းကဘယ်တော့မှဝန်ခံပြောကြားခြင်းမရှိပါဘူးနိုင်ငံတကာရဲ့ပိတ်ဆို့အရေးယူမှုတွေကြောင့်နိုင်ငံသားအုံွေဆွေးမြ နိုင်ငံသားသုံးငွေသုံးဆွဲမရဖြစ်နေပြီးကုန်သွယ်ရေးလုပ်ငန်းတွေမှာငွေပေးချေဖို့အခက်အခဲဖြစ်နေရလို့အာနာသိန်းစကောင်ဆောင်ကိုရိုင်း2023ခုနှစ်ဇွန်လပိုင်းတုန်းကပြောဆိုခဲ့ပူပါတယ်။အာနာသိန်းမိချိန်ကစပြီးစစ်ဘုတ်ချုပ်ကြီးတွေနဲ့စီးပွားရေးလုပ်ငန်းတွေကိုအမေရိကန်၊ကနေဒါ၊ဗြိတိန်၊ဥရောပသမဂ္ဂတို့ကအရေးယူပိတ်ဆို့မှုတွေဇက်တိုက်ချမှတ်တုံ့ပြန်လှုပ်ဆောင်လျက်ရှိကြောင်းသတင်းမှာဖော်ပြထားပါတယ်ရှင်။